အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ဟတ်ဆန်မြစ်ထဲကိုရဟတ်ရန်တစည်းပြတ်ကျလို့လူ6ဦးသေဆုံးခဲ့ပါတယ်။ April 10ရက်နေ့ကဖြစ်စဉ်မှာရဟတ်ရန်ကမြစ်ရေပြင်ထဲကိုအရှိန်နဲ့ဥဆိုင်ကျသွားပြီးစက္ကန့်ပိုင်းအကြာမှာပဲရဟတ်ရန်ရဲ့ပန်ကာတလက်လို့ယူဆရတဲ့အရာတခုလည်းမလန့်မကန်းမှကျဆင်းသွားတာတွေ့ရပါတယ်။ရဟတ်ရန်ပြတ်ကျမှုကြောင့်လိုက်ပါလာသူအလုံးသေဆုံးခဲ့တယ်လို့ကေဆေးရေးအဖွဲ့တွေကအတည်ပြုပါတယ်။ ။သေဆုံးသူတွေကစပိန်နိုင်ငံသားကဘာလက်ခရီးသည်မိသားစုတစ်ခုနဲ့ရဟတ်ရမှုတို့ဖြစ်ကြပါရယ်။အစောပိုင်းမှာအသေးအပြောက်၄ဦးလို့သတင်းတွေထွက်ခဲ့ပေမဲ့နယူးယောက်မြို့တော်ဝန်ကမိသားစုတစ်ခုတည်းကလူ၅ဦးနဲ့ရဟတ်ရမှုတို့အသက်ဆုံးရှုံးခဲ့တာဖြစ်ကြောင်းသတင်းတောက်တွေကိုပြောပါရယ်။နယူးယောက်ရဲတပ်ဖွဲ့ကော်မရှင်နာကတော့ကြံရစ်သူမိသားစုစီအသိမပေးနိုင်သေးခင်ဒေသုံသူတွေရဲ့နာမည်ကိုထုတ်ပြန်အောင်မှမဟုတ်ဘူးလို့ဆိုပါရယ်ရဟတ်ရင်ဘာကြောင့်ပြတ်ကျခဲ့သလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေသေးပါကနအူးစုံစမ်းမှုတွေအရယဟယန်ဟာ George Washington တရားနာမှာကြွေပြီး New Jersey ကမ်းရိုးတန်းတစ်လျှောက်ပြန်တန်းဖို့ဥတည်နေခြင်းပြဿနာစကြုံခဲ့တယ်လို့ယုံကြည်ရပါတယ် New York Helicopters ကုမ္ပဏီကပိုင်ဆိုင်တဲ့ယဟယန်ပြက်ကြတာတိတိကျမိနစ်ပိုင်းအတွင်းမှာတင်ကယ်ဆယ်ရေးလှေတွေဆေးလွှတ်ခဲ့တယ်လို့ New York မိသက်ဌာနကော်မရှင်နာကပြောပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေဟာအသက်ရှင်ကျန်ရစ်သူတွေကိုမျှော်လင့်တကြီးရှာဖွေခဲ့တယ်လို့ အရေးပေါ်အသက်ကယ်စနစ်တွေကိုပါအသင့်ပြင်ထားခဲ့ပေမဲ့အချီးနှီးဖြစ်ခဲ့တယ်လို့သိရတာပါ Bell 206အမျိုးအစားရဟတ်ယာဉ်ပြတ်ကြရမှုအကြောင်းရင်းကိုအမျိုးသားတည်ယူပို့ဆောင်မှုလုံခြုံရေးဘုတ်အဖွဲ့ကဥဆောင်ပြီးစုံစမ်းစစ်ဆေးသွားမယ်လို့ထုတ်ပြန်ထားပါတယ် American သမ္မတ Trump ကရဟတ်ယာဉ်ပြတ်ကြတဲ့တရင်ဟာဆိုးရွားနာကျင်စရာဖြစ်ပြီးမကြခင်မှာနောက်ထပ်အသေးစိတ်အချက်အလက်တွေကိုကြေညာသွားမယ်လို့ပြောကြားခဲ့ပါတယ်နယူးယောက်မှာရဟတ်ယာဉ်ပြတ်ကြလို့ကမ္ဘာလက်ခရီးသည်တွေတိတ်ဆောင်းတဲ့ဖြစ်စဉ်က ဒါပထမဆုံးတော့မဟုတ်ပါဘူး၂018တုန်းကကဘာလက်ခရီးသည်တွေပါလာတဲ့ရဟတ်ယဉ်တစည်းအရှိတ်မြစ်ထဲပြက်ကြပြီးလူသေဆုံးမှုရှိခဲ့ဘူးပါတယ်ရှင်ဒိုမီနီကန်နိုင်ငံကအမိုးပြိုကျခဲ့တဲ့ night club ရဲ့အပြည့်စည်းပုံအောက်မှာရုပ်အလောင်းတွေထပ်တွေ့ပြီးအသေးအပြောက်ကအယောက်220ကျော်အထိမြင့်တက်လာခဲ့ပါတယ်။ April 10ရက်နေ့အာယုံတက်ချိန်လောက်တုန်းက မြို့တော်စန်တိုဒီမင်ဂိုမှာရှိတဲ့ Jazz Night Club မှာပြည်တွင်းနမေကျော်တီးဝိုင်းတစ်ခုဖျော်ဖြေပြီးလူတွေစီကားနေချိန်ရုတ်တရက်အမိုးပြိုကျခဲ့တာပါအခင်းဖြစ်ပွားပြီး24နာရီအတွင်းအသေးပြောက်89ဦးလို့ကနအူးစရင်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ April 10ရက်နေ့ညပိုင်းကိုအရောက်မှာတော့221ဦးထိတိုးလာခဲ့တာဖြစ်ပါတယ်။ဒုရဲကြီးကြီးမမအချက်လိုက်ပြုတ်ကျခဲ့တဲ့အမိုးအပြက်အစည်းတွေအောက်ပြိမိသေဆုံးသူတွေရောဆေးရုံရောက်ပြီးမှဒဏ်ရာပြင်းလို့သေဆုံးသူတွေကြောင့်ပါ အသေးပြောက်စရင်ကတိုးလာတာလို့အာနာပိုင်းတွေပြောပါတယ်လူအသက်တွေအများကြီးဆုံးရှုံးခဲ့ရတဲ့ဒီဖြစ်စဉ်ဘာကြောင့်ကြုံတွေ့ခဲ့ရသလဲဆိုတဲ့အကြောင်းရင်းကိုတော့တိတိကျကျမသိရသေးပါဘူးဒိုမီနီကန်အစိုးရပြောရေးဆိုခွင့်ရအရာရှိကအစိုးရဟာဖြစ်စဉ်အသေးစိတ်ကိုစုံစမ်းဖော်ထုတ်ဖို့အတွက်ပြည်တွင်းပြည်ပပညာရှင်တွေစုပေါင်းထားတဲ့အဖွဲ့တစ်ခုကိုတာဝန်ပေးအပ်သွားမယ်လို့ပြောကြားထားပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေကအပြက်စည်းပုံအောက်မှာပြိမိနေတဲ့အသက်ရှင်သူ200နီးပါးလောက်ကိုလည်းကယ်ထုတ်နိုင်ခဲ့ပါရဲ့ရှင်။ ချင်းညီနောင်နဲ့မဟာမိတ်တွေကဖလန်းမြို့နယ်တစ်ခုလုံးကို April 9ရက်နေ့မှာအပိသက်သိမ်းပိုက်လိုက်တာကြောင့်လက်ရှိချင်းပြည်နယ်မှာစစ်ကောင်စီကမြို့နယ်၃ခုမှာပဲကြံပါတော့တယ်မြို့နယ်၉ခုရှိတဲ့ချင်းပြည်နယ်မှာအရခတ်တက်တော် AA ကပလဝမြို့နယ်ချင်းညီနောင်ကမတူပီမင်းတက်ကံပက်လက်ဖလန်းမြို့နယ်နဲ့ချင်းပြည်ကောင်စီကတွန်းဆန်မြို့နယ်တို့ကိုအတီးတီသိမ်းပိုက်ထားပါတယ်ဖလန်းမြို့ကိုချင်းညီနောင်မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အပေါ်ဂုံပြူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ချင်းပြည်ကောင်စီတို့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ချင်းပြည်ကောင်စီကစစ်အာဏာရှင်စနစ်ကိုအပိတိုင်ချိန်မှုန့်ဖို့ Federal Democracy ပြည်ထောင်စုတည်ထောင်ဖို့နဲ့ချင်းပြည်ထူထောင်ရေးတို့မှာချင်းပြည်သူတွေတော်လှန်ရေးအင်အားစုတွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့သဘောထားထုတ်ပြန်ပါတယ်။ချင်းပြည်ကောင်စီကိုတော့ဝါရင့်ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး CNF ကဦးဆောင်ပြီးချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်းပါဝင်ကြပါတယ်။ ချင်းပြည်ကောင်စီမှမပါဝင်ကြတဲ့ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းချင်းညီနောင်အဖွဲ့ဆိုပြီးတရားဖွဲ့စည်းထားတာပါချင်းညီနောင်အဖွဲ့ဟာအရခတတ်တော် AA နဲ့မဟာမိတ်ဖွဲ့ထားပါတယ်ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီတို့ကြားသဘောထားကွဲလွဲမှုတွေကနေတိုက်ပွဲတွေပြိပခတွေဖြစ်ပွားခဲ့မှုပါသေးတယ်ဒါပေမဲ့ပြီးခဲ့တဲ့ February လတုန်းကတော့ပေါင်းစည်းရေးအတွက်ဆွေးနွေးခဲ့ကြတာရှိပါတယ် NUG ရဲ့တဝန်လာထဲမှာချင်းညီနောင်အဖွဲ့အနေနဲ့ပြည်ထောင်စုတဝန်းကတော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ဒေါ်လာရဲ့အောင်မြင်တဲ့အထိကြိုးပမ်းဆောင်ရွက်လိမ့်မယ်လို့ယုံကြည်ကြောင်းပါရှိပါရယ်။လက်ရှိမှာတော့စစ်ကောင်စီဟာချင်းပြည်နယ်အတွင်းဟာခါထန်တလန်တီးတိမ်မြို့နယ်တွေနဲ့ခိုင်ကန်းမြို့မှာပဲကြံပါတော့တယ်။အဲ့ဒီမြို့နယ်တွေမှာလည်းစစ်ကောင်စီကမြို့ပေါ်မှာပဲအဓိကတက်ဆွဲနေနိုင်တာဖြစ်ပါရယ်။အခုဆိုရင်ချင်းညီနာအဖွဲ့တွေကဖလန်းမြို့နယ်ကိုသိမ်းပိုက်လိုက်ပြီးဖြစ်လို့စစ်ကောင်စီတက်နောက်ဆုံးကြံနေတဲ့မြို့နယ်၃ခုကိုအဓိကထားချင်းချောက်နိုင်ပြီလည်းဖြစ်ပါရယ်။ ချင်းညီနောင်ဟာတီးတယ်မျိုးနယ်ကစစ်တပ်စခန်းတွေကိုဆက်တိုက်လိမ့်မယ်လို့ခန့်မှန်းချက်တွေလည်းထွက်နေပါတယ်ရှင်။စကိုင်းတိုင်းကောလင်းမျိုးနယ်ကိုစစ်ကောင်စီကဒီနေ့ April 17ရက်မနက်ပိုင်းမှာလေကြောင်းကနေထပ်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကောလင်းခရိုင်အမှတ်တက်ရင် KLPDF ကသတင်းထုတ်ပြန်ပါတယ်။ဒါဟာစစ်ကောင်စီကကောလင်းမျိုးနယ်ကို၂ရက်ဆက်လေကြောင်းကနေတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ကောလင်းမြို့နယ်ရှေချမ်းရွှေဘုံမြစ်ကြီးနာလမ်းဘေးကတဲချောင်းရွာတက်ကိုဒီမနက်အစောပိုင်း3:40နာရီမိနစ်မှာလေကြောင်းကနေဘုံကျဲခဲ့တာပါမြေပြင်စစ်ရေးလှုပ်ရှားမှုတော့မရှိပဲအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ခဲ့တာလို့ KLPDF ကသတင်းထုတ်ပြန်ပါတယ်ဘုံသည်နှလုံးကျဲချတိုက်ခတ်ခဲ့ရမှာကျေးရွာအနီးလေကွင်းထဲတလုံးကြောက်ပောက်ကွဲပြီးထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တယ်လို့ဖော်ပြပါတယ်ဒါ့အပြင်မနေ့ကနေကင်ပိုင်းမှာလဲကောလင်းမြို့နယ်အင်ပင်လှကျေးရွာစာတင်ကြောင်း ပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်လို့အသက်14နှစ်အရွယ်မိန်းကလေးတဦးသေဆုံးပြီး3ဦးဒဏ်ရာရခဲ့ပါတယ်။အင်းတော်မျိုးကိုဆုံးရှုံးပြီးနောက်စစ်ကောင်စီကအင်းတော်ကော်လင်ဝန်းတို့မျိုးနဲ့အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာပါ။ဧပြီလ9ရက်နေ့မှာလဲကောလင်းနဲ့နေမြေချင်းနီးကပ်နေတဲ့ဝန်းတို့မျိုးနဲ့နန်းခမ်းချေးရွာစစ်ကောင်စီဟာလေကြောင်းပုံကျဲတိုက်ခိုက်လို့အရသာ24ဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကို ကောလင်းဝန်းတုံနဲ့အင်းတော်တနယ်လုံးဂယုဆိုင်ကြဖို့ဒေါ်လန်ရဲတပ်ဖွဲ့တွေကသတိပေးထားပါရဲ့ရှင်